ဖုန်းပူပြီးဖုန်းဟန်ဖြစ်တဲ့ပြဿနာကိုဘယ်လိုဖြေရှင်းရမှာလဲဆိုတာကိုပြောပြမယ်။တင်ဖုန်းကအရန်ကိုပူပါတယ်။ဟန်လည်းဟန်ဖြစ်ရတဲ့ဖုန်းကအရန်ကိုကြောင်လဲဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပါနော်။ဒီမှာပြောမှ setting ကိုလုတ်ချင်အဖြစ်ဖုန်းဟန်ဖြစ်မှာမဟုတ်ပါဘူး။ဖုန်းလည်းပူမှာမဟုတ်ပါဘူး။ကဲအချိန်မဆော့ပါနဲ့ဒီဗီဒီယိုကိုစာလိုက်ရအောင်။ number 1 setting ကိုပြောပြမယ်နော်။ number 1 setting ကပါလဲဆိုရင် Play Store နော်။ main အကြောင်းက play store ပဲနော်တင်ဖုန်းပူတာတင်ဖုန်းဟန်ဖြစ်တာ main အကြောင်းကဒီ play store နော် ဘာလို့ဘာအကြောင်းလဲဆိုရင်ပြောပြမယ်နော် Play Store ထဲဝင်မယ် Play Store ဝင်မှာဒီမှာ Play Store မှာ application တွေနော်သူကိုပါကိုပဲ update ဖြစ်တာနော်သူအလိုလို update ဖြစ်တာနော်ဒီကောင်အကြောင်းတင်ဖုန်းပူပါရယ်နော်ဖုန်းက background မှာအလုပ်အများကြီးလုပ်ရလို့တင်ဖုန်းပူရယ်တင်ဖုန်း data လည်းကုန်နိုင်တယ်နောက်တစ်ခုတင်ဖုန်းလည်း hang ဖြစ်နိုင်တယ်နော်ဒီမှာကြည့်မယ်ဆိုရင်ကျွန်တော် application နော် update နော် သူကလိုလိုနော် auto update ဖြစ်တဲ့ပြဿနာနော် play store ကိုတိုင်းက update လုပ်ပြီးရင်တော့ team phone hang ဖြစ်ပါတယ် phone ပူပါတယ်အဲအကြောင်းဒီ auto update ကိုပေးလိုက်ပါနော်ဒီကောင်ပေးဖို့အတက်ဒီ profile ကိုနေမယ် profile ကိုနေပြီးရင်ကျွန်တော် setting ကိုနေမယ်နော်ဒီမှာ setting ရှိတဲ့ setting ကိုနေမယ်ပြီးရင်ဒီမှာ network profile ကိုနေမယ်ဒီမှာ auto update app ရှိတဲ့ဒီကောင်ကိုနေမယ်ဒီကောင်ကိုဒီကတကယ်လို့ဒီမှာ update over wifi only ဒါမှမဟုတ် uh, update all app over wifi or mobile data ဒီလိုပုံစံမှာသင်ကထားထားရဆိုရင်ဒီကောင်ကိုအခုချက်ချင်းပဲเนาะတခြားနေရာမှာပြောင်းလိုက်ပါเนาะဒီကျွန်တော်က do not to update app နေရာကိုပြောင်းလိုက်မယ်ဘာဖြစ်လဲဆိုဒီကောင်ကိုလုံးချင်းအဖြစ်เนาะဒီ play store ကိုတိုင်ကသင်ရဲ့ application တွေကို update လုပ်ပြရမဟုတ်ပါဘူးเนาะသင်ကိုတိုင်ကသင်ကြိုက်တဲ့ application ကိုရွေးချယ်ပြီးမှ update လုပ်လို့ရအောင်ဖြစ်ပါတယ်ဥပမာကျွန်တော် profile ကိုနေမယ် profile ကိုနေပြီးရင် through manage app and device ကိုနေမယ်ဒီမှာ update အဝါလေးပဲရှိဒီကောင်ကို နေပြီးမှနော်တင်ကြတဲ့ application ကိုတင်ကိုတိုင်ကယူချက်ပြီးမှ update လုပ်လို့ရမှာဖြစ်ပါတယ်ဒါက number 1 setting ဖြစ်သွားပြီနော် okay ဒီကောင်ကိုလုပ်ပြီး number 2 setting ကိုလည်းပြောပြမယ် number 2 setting လည်းအရေးကြီးပါနော်အဲ့ setting ကိုလုပ်ဖို့အတွက်ကျွန်တော်ဖုန်းရဲ့ setting ထက်ကိုဝင်မယ် setting ကိုဝင်ပြီးရင်နော်ကျွန်တော်နည်းနည်းလေးအောက်ကိုဆွဲမယ် display and brightness ကိုနေမယ်နော် display and brightness ကိုနေပြီးရင်ဒီနည်းနည်းလေးအောက်ကိုဆွဲမယ်နော် ဒီမှာ screen refresh rate ရှိတဲ့ဒီကောင်ကိုနေမယ်ဒီကောင်ကိုတင်က hide mode လောက်ထားရနော်ဆိုရင် not team phone ကပူပါတယ်နော် phone ကအလုံးအများကြီးလိုရနော် team phone က hide ဖြစ်လို့နော် team phone ကပူမယ် team phone က hang ဖြစ်မယ်နော်အဲကြောင့်ဒီကောင်ကို standard mode နေရာကိုကြောင်းလိုက်ပါနော် standard mode က60 hz ပဲဖြစ်မယ်ဒီ hide mode က120 hz တောင်ရှိရနော်အဲကြောင့် hz အနည်းဆုံးကိုထားမယ်ဆိုရင်တော့ တင်ဖုန်းပူမှာမဟုတ်ပါဘူးဖုန်းလည်း hang ဖြစ်မှာမဟုတ်ပါဘူးအဲအကြောင်းဒီကောင်ကို standard နေရာကိုပြောင်းလိုက်ပါလို့မပြောနော် standard mode နေရာကိုပြောင်းလိုက်ပါဒီကောင်ကိုလို့ကြည့်ဟာပြီးတင်ဖုန်းပူမှာမဟုတ်ပါဘူးတင်ဖုန်းလည်း hang ဖြစ်မှာမဟုတ်ပါဘူး okay ဒါကိုပြီးအခုကျွန်တော် number 3 setting ကိုပြောပြမယ် number 3 setting ကိုလုပ်ဖို့အတွက်ကျွန်တော်ဖုန်းရဲ့ setting တစ်ခုဝင်မယ်နော်ဒီလိုပုံစံ setting setting တစ်ခုဝင်မယ် setting တစ်ခုဝင်ပြီးရင်ကျွန်တော်ဒီအောက်ကိုဆွဲမယ်ဒီမှာဆွဲပြီးရင်ကျွန်တော် system and update ကိုနေမယ်နော် ီမှာ addition set ဒီမှာဒီမှာတွားမှဆိုရင်တော့ဒီမှာ developer option လေးရှိပါတယ်အဲ့ developer option ကိုနှိပ်မယ်အတင်းကတကယ်လို့ဒီ developer option ကိုရှာမပေးဘူးဆိုရင်ဒီနေရာမှာတွားရှာလို့ရပါတယ် developer option ကိုနော် source နေရာမှာတွားပြီး developer option လို့ရှာလို့ရပါတယ်ဒီမှာဒီလိုပုံစံနော်ဒီကိုရှာပြီးဒီကောင်ကိုနှိပ်မယ်နော်ဒီကောင်နှိပ်ပြီးကျွန်တော်နည်းနည်းလေးအောက်ကိုဆွဲလိုက်မယ်ဒီ app လို့ရတဲ့နေရာကိုသွားပြီးဒီ background process limit ကိုနေမယ် ဒီကောင်က standard limit ဖြစ်ရင် application တွေက background မှာအလုပ်လုပ်မှာဖြစ်ပါတယ် application တွေက background မှာအလုပ်လုပ်ရင်သင်ဖုန်းကပူရဲ hang ဖြစ်ပါတယ်အဲအကြောင်းဒီကောင်ကိုပြောင်းမယ်စိန်ထက်ကိုဝင်ပြီးမှဒီ standard limit ကိုကျွန်တော်တို့ no background process နေရာကိုပြောင်းလိုက်ပါလိမ့်လို့မဟုတ်စင်နော် no background process နေရာကိုပြောင်းချင်အားဖြင့်နော်သင်ဖုန်းကပူမှာမဟုတ်ပါဘူး application တွေက background မှာအလုပ်မလုပ်တော့နော်သင်ဖုန်းပူမှာမဟုတ်ပါဘူးဖုန်းလည်း hang ဖြစ်မှာမဟုတ်ပါဘူး အဲအချောင်းဒီကောင်ကို no background process limit ကိုပြောင်းလိုက်ပါ okay ဒီကောင်ကိုလို့ပြရင်တော့နော် normal file setting ကိုလည်းပြောပြမယ်နော် normal file setting ကနောက်ဆုံး setting ဖြစ်မယ်နော် else setting ကိုလို့ဖော်အတွက်ကျွန်တော်တို့ place ထပ်ကိုဝင်မယ်ပြီးဆိုရင်ဝင်ပြီးဒီ profile ကို name မယ် profile ကို name ပြီးရင်ကျွန်တော်ဒီမှာ manage app and device ကို name မယ်ဒီကောင်ကို name ပြီး manage ကို name မယ်ဒီမှာ this device ရဲ့ဒီကောင်ကို name မယ်ဒီကောင်ကို not install နေရာကိုပြောင်းလိုက်မယ်ဒီလိုပြောင်းမယ်ဆိုရင်နော်ဒီဒီကနေနော် play store ကနေ download ဆွဲထားတဲ့ application ကိုနော် ဖြတ်တဲ့အစဒီကနေဖြတ်တဲ့အခါမှာအခုချိန်ထိမပြတ်ပါဘူးเนาะဒီမှာဘက်ရှိပါရတယ်เนาะဒီမှာဘက်ရှိပါတယ်เนาะဒီကောင်ကိုဒီကနေလက်ဖြတ်အောင်ဖြစ်ပါတယ်ဒါမှတာဒီတင်ဖို့ပူမှာမဟုတ်ပါဘူးတင်ဖို့ဟန်းဖြစ်မှာမဟုတ်ပါဘူးเนาะ phone storage ပြည့်ရင် phone ဟန်းဖြစ်တဲ့ phone ပူပါရเนาะဒီ application တွေအကြောင်းမှာတင်ဖို့ storage ပြည့်တာဖြစ်ပါတယ်အဲအကြောင်းဒီကောင်လေးအကုန်လုံးကိုဖြတ်လိုက်ပါဒီကောင်ကိုဖြတ်ဖို့အတွက်ဒီကောင်လေးအကုန်လုံးကိုဒီလိုပုံစံနဲ့အမှန်ချစ်လိုက်ပါနော်ဒီလိုပုံစံနဲ့အမှန်ချစ်မှဆိုရင်တော့နော်ဒီလိုပုံစံနဲ့ရင်ဆိုအမှန်ချစ်မှ ဖုန်းမှာရှိတဲ့ရှိတဲ့များအကုန်လုံး application ကိုဒီလိုမောစနဲ့အမှန်ချစ်ပြီးရင်တို့ဒီမှာ delete ရှိရနော်ဒီမှာနော်အမိုက်ရှိရနော်အမိုက်ကိုနေမယ်ပြီးရင် remove လုပ်လိုက်မယ်နော်ဒီကောင်ကလို့ချင်းအပိတင်ရဖုန်း storage ပြည့်တဲ့ပြဿနာကဖြေရှင်းသွားမှာဖြစ်ပါတယ်အဲ့လိုဖြေရှင်းချင်းအပိတင်ဖုန်းပူမှာမဟုတ်ပါဘူးတင်ဖုန်း hang ဖြစ်မှာမဟုတ်ပါဘူးအဲအကြောင်း resetting ကိုလုပ်လိုက်ပါနော်ဟုတ်ဟုတ်ပါတယ်ဒီ setting တွေကိုလုံးမဲ့ဆိုရင်တော့တင်ဖုန်းဘက်တော့မှလည်းပူမှာမဟုတ်ပါဘူး ဘတ်တော့မှလည်း hang ဖြစ်မှာမဟုတ်ပါဘူးကဲခဏအတွက်ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်တကယ်လို့တင်ကအခုချိန်ထိကျွန်တော်ရဲ့ဒီဗီဒီယိုကို like မလို့ရသေးရင်တော့အခုအခုပဲ like လေးလုပ်ပေးပါနော်